မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကြောင့်မြည်၍သွားပုံကို American Agatha Agency NASA ပညာရှင်တွေကပုံထုတ်ပြန်လိုက်ပါတယ်။ပုံမှာကြည့်ရင်အနီရောင်အဆက်ပြောက်တွေကမြောက်ဘက်ကိုရွေ့သွားတာကိုပြပြီးတော့အပြန်ရောင်အဆက်ပြောက်တွေကတော့တောင်ဘက်ကိုရွေ့သွားတာကိုဖော်ပြပါတယ်။ စကိုင်းပြည့်ရွေကျော်တလျှောက်မှာ3မီတာပေအားဖြင့်ဆယ်ပေကျော်မြေရွက်ဆောင်းသွားတာကိုဒီမြေပုံမှာအဓိကမိမောင်းထုတ်ပြထားပြီးတော့တချို့နေရာတွေမှာဆိုရင်စုစုပေါင်း6မီတာကျော်အထိမြေရွက်ဆောင်းသွားတာမျိုးလည်းတွေ့ရတယ်လို့ဆိုပါတယ်1900ပြည့်နှစ်နောက်ပိုင်းမတ်လ28ရက်ငလင်ဘိုချက်တွေကနေကီလိုမီတာ250မိုင်အားဖြင့်150မိုင်အတွင်းအင်အား9အထက်ရှိတဲ့ငလင်ကြီး6ခုလှုပ်ခတ်ခဲ့ပါတယ် မက်စလာ28ရက်ကငလင်တွေကြောင့်ဖြစ်ပေါ်တဲ့မြေအပ်ကြောင်းဟာအရှိအားဖြင့်ကီလိုမီတာ950မိုင်အားဖြင့်342မိုင်အထိရှိတယ်လို့တွက်ချက်ထားပြီးဒီအပ်ကြောင်းကြီးဟာမှတ်တမ်းတင်နိုင်သမျှမြေပြင်အပ်ကြောင်းတွေထဲမှာတော့အရှိဆုံးလည်းဖြစ်ပါတယ်။